ုင်ငံအတွင်းစောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ကင်ဖို့အေဂျင်စီနဲ့စာချုပ်ချုပ်ဆိုတွားရောက်ခဲ့ပေမဲ့ပြောင်းမှုဆက်ယုံမှာလုပ်ကင်ရက မီးရပူရှိန်ထန်းကိုမခံနိုင်တာကြောင့်ဇန်နဝါရီလ22ရက်နေ့ကမြန်မာနိုင်ငံသား12ဦးမြဝတီမြို့ကိုပြန်လည်ရောက်ရှိလာပါတယ်။2016ခုနှစ်အတွင်းပြည်တွင်းရှိအလုပ်ကံရှာဖွေရေးအေဂျင်စီတွေဟာထိုင်းနိုင်ငံကိုမြန်မာလုပ်သားအများအပြားဆေးလွှတ်နေပါတယ်။ဒီလိုဆေးလွှတ်ရမှာသဘောတူစာချုပ်ချုပ်ဆိုစဉ်ကလုပ်ငန်းနဲ့ကိုက်ညီမှုမရှိပဲအခုလိုကွဲလဲတဲ့လုပ်ငန်းခွင်တွေကိုပို့ဆောင်နေတာကြောင့်မြန်မာနိုင်ငံကိုပြန်လာသူတွေအများအပြားရှိနေပါတယ်။ဒီလိုပြန်လာကြရမှာအလုပ်ကံရှာဖွေရေးအေဂျင်စီတွေအနေနဲ့တရားဝင်မပို့ဆောင်တော့ပဲ တရားမဝင်တောင်ရင်ဖြတ်ကျော်လှေဂိတ်တွေကနေသာပို့ဆောင်ပေးမှုရှိတယ်လို့အလုတ္တမအခွင့်အရေးတွေအပြင်ငွေကြေးဆုံးရှုံးမှုတွေလည်းရှိရလို့ပြန်လည်ရောက်ရှိလာသူတွေကပြောပါတယ်။ပြန်လည်ရောက်ရှိလာတဲ့အလုတ္တမတွေမှာထိုင်းနိုင်ငံကိုသွားရောက်အလုတ်လုပ်ကိုင်နိုင်ဖို့အတွက်ငွေကြက်၅သိန်းနဲ့အထက်ကုန်ကျမှုတွေရှိခဲ့ပါတယ်။အချို့မှာအဲ့လိုသွားရောက်လုပ်ကိုင်နိုင်ဖို့ကုန်ကျမဲ့ငွေကြေးကိုအတိုးနဲ့ချေးယူခဲ့ရရလို့ဆိုပါတယ်။ ထိုင်းနိုင်ငံကိုအလုံးလုံးကင်မှုတွားရောက်ခဲ့ပြီးစာချုပ်ချုပ်ဆိုစဉ်ကအလုံးနဲ့ကွဲလွဲကကြုံတွေ့ကြရတဲ့အခက်အခဲတွေကိုပြန်လည်ရောက်ရှိလာသူတွေကအခုလိုပြောပြပါဗျ။အလုံးလောက်ပါက10ရက်မရခဲ့ဘူးပါမရခဲ့ဘူး OTG တွေလည်း OTG တွေလည်းမရခဲ့ဘူးကျွန်တော်ဆယ်အလုံးလုံးဆယ်နေတော့ရှိတယ်အဲမရခဲ့ဘူးပါအဲ့တော့အခုဒီကိုပြန်လာတော့အာ ဘသူအားတောင်းဝယူပြီးတော့လက်ခေါ်လာကျွန်တော်တို့ဒီကရကိတာကုမ္ပဏီပါရှင်ဘူးမုံတော်မျိုးဆိုရင်လက်ရှိမိတယ်မင်းတို့ကတော့စောက်လို့ရလဲချုပ်လာတာတကယ်လည်းတွေးကြည့်မဆိုဘူးငါအပိုင်းမပါဘူးလေဟိုစောက်လို့ရလဲချုပ်လာတာဆိုရင်မင်းတို့ကစောက်လို့ရဒီပြန်ပို့ပေးလို့ရတယ်ပေါ့နော်ဒါနဲ့ကျွန်တော်တို့ကလည်းဒီလောက်တော့ဟုတ်တယ်လို့မှကျွန်တော်လည်းမပြောရတော့ဘူး ကျွန်တော်တို့ဘာပြောပြန်ဖို့လို့ဆိုတော့ဘယ်လိုမှမပြောဖို့လို့ဆိုတာလေဘယ်လိုကိုသိချင်မလို့ဒီနောက်ပိုင်းကျတော့သူပြောတာလုံးအလုပ်တွေကလေကွဲလာသူပြောတဲ့တကားကတကယ်ကိုကိုကိုကွဲလာအဲ့လိုလေမဆက်နဲ့အခုအခုကကျွန်တော်တို့အစားတော့တော့ကျွန်တော်တို့တစ်ပြေးကဘောမပဲလုပ်ပြရတယ်ပါလို့ပြောတယ်စီးစရာလည်းတွေ့လဲတွေ့လဲပထမတွေ့လာတော့6000နဲ့ပြည်အဲသူဒီစားကျန်တော့9000ကျန်အဲ9000ကျန်တော့ကျွန်တော်တို့ချင်းဝင်ရောပါဦးကျွန်တော်တို့ချင်းဝင်300ကျန် ကျွန်တော်ဆိုရင်မကြည့်အောင်လက်လက်တွေကျွန်တော်လက်တွေပါပြတ်ပေါ်တော့ပုတ်ပြီးတော့ပေါက်ပြဲဆက်တွေလည်းဒီလိုလုံးနေရတော့ကျွန်တော်တို့ပေါင်းဦးကြတော့သူတို့ပြောတဲ့ထမင်းလက်ကန်တာတော့မလေးဘူးဆိုတဲ့အလုပ်ကတွန်းလေတစ်စီးကိုတွန်းလို့ရှိလို့ရှိရင်ဒါတော့ဘိန်းနဲ့တမန်လေးမမှာတွန်းရတဲ့ဥစ္စာနှစ်ယောက်တွန်းတော့ချီကန်ပြီးတော့မနေတွန်းရဒီလိုပေါင်းဦးတကောက်ဆုံးဖွင့်လိုက်ပြီးသူတို့ရှိရင်အပူကဟပ်ပြီးတော့ဒီတကုံလုံးထိုးပြီးဆူဆွဲပြီးတော့အလုပ်တော့မလုပ်နိုင်အသက်ရှင်လို့တော့မဟုတ်ပါဘူး ပေါင်းတစ်ပေါင်းပုံပြီးဝိုက်ဆိုလို့ဒီခါလည်းအပြင်အသိပြေးထွက်ရတဲ့အသက်ရှင်ဆုံးဘဝဒါအပြင်ထိုင်းနိုင်ငံကနေပြန်လာပြီးညာဝတီကိုရောက်ရှိလာတဲ့လုပ်သားတွေဟာတရားဝင်လမ်းကြောင်းကနေပြန်လာရတာမဟုတ်တာကြောင့်လုပ်သားတွေရဲ့နိုင်ငံကူးလက်မှတ်စာအုပ်တွေကိုတရားဝင်ဖြစ်အောင်ပြန်လုပ်ပေးဖို့ အေဂျင်စီမှာတာဝန်ရှိတယ်လို့အလုပ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေတဲ့ကိုသားကြီးကအခုလိုပြောပါတယ်တရားဝင်ခေါ်ဆောင်သွားတယ်ဟုတ်လားပြန်ပို့လာတဲ့အခါကျတော့တရားဝင်ပြန်မပို့လာဘဲနဲ့မောင်ခူလန်းနဲ့ပြန်ခေါ်လာကြတယ်ဒါကြောင့်ဒီနေရာမှာ MOU အလုပ်သမားတွေအတွက် AG တွေအားလုံးကတာဝန်ယူမှုတာဝန်ခံမှုရှိပါစေလို့ကျွန်တော်ဘက်ကတောင်းဆိုပါတယ်အလုပ်ခိုင်ရှာဖွေရေးအေဂျင်စီတွေရဲ့အခုလိုတာဝန်မဲ့လုပ်ရက်တွေကြောင့်လုပ်သားတွေမှာအများအပြားထိခိုက်နေတာဆုံးရှုံးမှုတွေရှိနေကြရပါတယ် ဒါအပြင်ပြည်တွင်းကိုပြန်လာဖို့အတွက်ကြိုးပမ်းရမှာလေအခက်အခဲတွေကိုကြုံတွေ့ကြရတယ်လို့ဆိုပါတယ်။